မြန်မာစီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေဖို့အတွက် ICPC ဘဏ်နေနဲ့ဘဏ္ဍာရေးခန္ဓာရဲ့တရားသစင်းအဖြစ်ပါဝင်ဆောင်ရွက်သွားမှာဖြစ်တဲ့လို့သိရပါတယ်။ဒီလိုဆောင်ရွက်သွားမယ်ကိစ္စရက်နယ်ပတ်သက်ပြီးယမန်နေကပြုလုပ်တဲ့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရှုံရဲ့2025ခုနှစ်ဒုတိယ3လပတ်တရုတ်မြန်မာမီဒီယာတွဲဆောင်ပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။ အဆိုပါအတွေ့ဆုံပွဲသို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တမ်းမှုကြီးမြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနမီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ICBC ရန်ကုန်ဘဏ်ခွဲဥက္ကဋ္ဌမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့်တရုတ်မြန်မာမီဒီယာ20ကျော်မှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည် တန်ဘူးကြီးကတရုတ်နိုင်ငံ၏အိန္ဒိယနိုင်ငံများနှင့်ဆက်လင်းသည့်လုပ်ငန်းဆိုင်ရာဗဟိုညီလာခံ၏စိတ်သက်နှင့်နိုင်ငံတကာအရင်ကျင်းမှုဆွေးနွေးရေးနှင့်ဆိုင်ရာအကြောင်းအရာများကိုမိတ်ဆက်ခဲ့ပြီးမြန်မာနိုင်ငံနှင့်အတူတကွကြိုးပမ်းအားထုတ်ရန်ဆန္ဒရှိပါကြောင်းတရုတ်မြန်မာအေရတူပူအမျှအတိုင်အဝန်တိဆောက်ချင်းအားနှဆိုင်စွာလက်တွေ့အကောင်းထဲပေါ်ပြီးစဉ်ဆက်မပြတ်မြင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည် အဲ့ဒီနောက် ICPC ရန်ကုန်ဘဏ်ခွဲဥက္ကဋ္ဌကမြမစီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက်ဗန္နာရေးခန္ဓာရဲ့တရားသစင်အဖြစ်ပအဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံပြန်ချာရေးဝန်ကြီးဌာနမီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ကလည်းနိုင်ငံမီဒီယာများနှက်ဆိုင်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့်တရုတ်မြန်မာဆွေမျိုးပေါက်ဖော်ချီချီရေးကိုမြင့်တင်ဖို့မျှော်လင့်မိပါကြောင်းပြောကြားခဲ့ပါသည်အခမ်းအနားပြီးမှတော့ ICPC ရန်ကုန်ပန်ခွဲနယ်စင်ဝါသတင်းအေဂျင်စီရန်ကုန်ရုံးခွဲတို့ကိုတွားရောက်ကြည့်ရှုလေ့လာခဲ့ကြတယ်လို့သိရပါတယ်ရှင်။